ပါမြစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။မြစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်လျက်ရှိပါရစေ။ငလင်ဘေးအနေရင်ဆိုင်နေကြတဲ့မြန်မာပြည်သူတွေအတွက်ငလင်နဲ့ပတ်သက်တဲ့သတင်းအကြောင်းအရာတွေတည်တင့်တည်ထိုက်တဲ့အချက်အလက်တွေကိုမျှဝေပေးနိုင်မှုမြစီမရေဒီယိုကငလင်အထူးအစီအစဉ်အနေနဲ့တရက်လျက်နှစ်ကြိမ်ထုတ်လွှင့်သွားမှာဖြစ်ပါရစေ။မြစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်မနက်9:00ကနေ9:00ခွဲထိ ဟိုင်းဒိုမီတာ31မီတာ9.43မဂါဟတ်စ်ကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိဟိုင်းဒိုမီတာ16မီတာ17.5မဂါဟတ်စ်ကနေထုတ်လွှင့်သွားမှာဖြစ်ပါတယ်ရှင်။ မင်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါစေလို့မင်းသမားရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်မေလ18ရက်စနေနေ့ညပိုင်းမင်းသမားရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9:00နာရီကနေစတင်ထုတ်လွှင့်နေပါပြီကျွန်မကတော့ရှင်ပါ ဒီကနေ့မှာတော့ကော့ကရိတ်မြို့နယ်ကစပေးချောင်း9000ခန့်ဆေးဝါးကူညီတွေလိုအပ်နေတဲ့တဲ့င်းနဲ့အတူမင်းပြားကစစ်တုပ်ပန်း200ကိုအေးအေးပြန်လွတ်ပေးတဲ့အကြောင်းပါဝင်နောက်ဆုံးရပြည်တွင်းသတင်းတွေကိုနားဆင်ကြပါမယ်။အဲဒီနောက်မှာတော့တပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းတချို့နဲ့ပြည်တွင်းသတင်းလာကဏ္ဍနဲ့အတူအပတ်စဉ်စီစဉ်ပတ်မှာတော့ဘာရီပြောမလဲဘာရီမေးမလဲစီစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ခုကတော့ပထမဆုံးအနေနဲ့ပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ င်္ဂလာပါနောက်ဆုံးရပြည်ရင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်ကျမတော့ရွှေနွယ်ပါကင်းပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းကစပေးရှောင်းနေသူပြည်သူ9000ခန့်အတွက် စေဝါပါဝင်စားတောက်ကုန်အမှုအကာအကူအညီလိုအပ်နေကြောင်းစပေးရှောင်းအကူအညီပေးနေသူတွေထံကသိရပါဗျာ ပြည်ခရက်ဧပြီလအလဲပိုင်းကစပြီးဂျုံတိုးကော့ဂရိတ်လမ်းတလျှောက်ကရွာတွေအပါအဝင် အာရှလန်အနီးတစ်ဝိုက်မှာဖျက်ပွားလာတဲ့တိုက်ပွဲတွေနဲ့စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းကော့ဂရိတ်နဲ့ဂျုံတိုးကပြည်သူ9000လောက်ကတောတောင်ရှိုးကိုစားတဲ့ဒေသတွေမှာစစ်ဘေးတိမ်းရှောင်နေကြရတာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေနဲ့တိုက်ပွဲတွေဆက်ရှိနေတဲ့အတွက်စပေးရှောင်တွေကလက်ရှိအချိန်ထိနေရပြန်နိုင်ခြင်းမရှိသေးဘူးလို့ကင်းငိုင်းချင်းအထောက်အကူပြုကွန်ရက်ရဲ့ပြောရေးဆိုခွင့်ရှိသူ Not Cherry ကမျက်စိမှကိုပြောပါရတယ်။ လက်ရှိကာလအတွင်းမှာမိုးရွာသွန်းမှုများလာကာရာသီဥတုအကူပြောင်းဖြစ်တာတောက်သုံးရင်မတန်တာတို့ကြောင့်စပေးရှောင်းတချို့ငှက်ဖြားတုတ်ကွေးစားတဲ့ရောဂါတွေဖြစ်ပွားမှုရှိလာပြီးဆေးဝါးဆောင်ခြံအောင်တွေလိုအပ်နေတယ်လို့ Not Cherry ကပြောပါတယ်အလားတူပဲအမိုးအကာမလုံလောက်မှုဆံအပါဝင်စားနေကမလုံလောက်မှုတွေလည်းဆက်လက်ကြုံတွေ့နေရဆဲဖြစ်ကြောင်း Not Cherry ရဲ့ပြောကြားချက်အရသိရပါဗျ။ ကော်ဂရိတ်မြို့နယ်အတွင်းကဆွေပြေးရှောင်ရဲ့လိုအပ်ချက်တွေကိုတနိုင်တပိုင်ကူညီပေးနေသူတွေရှိသလိုကရင်ရဖက်လူမှုအဖွဲ့အစည်းတွေစုပေါင်းပြီးတော့မြေပြင်အထည်တွားရောက်ကူညီတာတွေလည်းရှိနေတယ်လို့သိရပါဗျ။ကော်ဂရိတ်ကြောင့်လို့ဒေတာကဆွေပြေးရှောင်နေရတဲ့ဆွေပြေးရှောင်တွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးနိုင်ရေးအတွက်အမေရိကန်ဒေါ်လာ1.6တန်လိုအပ်နေကြောင်း KBSN ကဧပြီလ29ရက်နေ့မှာထုတ်ပြန်တောင်းဆိုထားပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်စောင်းမြောင်ကျေးရွာအနီးမှာစစ်ကောင်စီပအုပ်ပြည်သူစစ်ဖီယန်တို့နဲ့တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသတင်တွေရင်းမြစ်တချို့ကပြောပါတယ်မေလ18ရက်မနက်9:00အချိန်ကနေစပြီးစစ်ကောင်စီတပ်နဲ့ဖီယန်တို့ပြည်သူစစ်တို့တက်ဆွဲထားတဲ့နေရာကို တော်လရင်တပ်တွေကတိုက်ခိုက်နေတာဖြစ်ပြီးတိုက်ပွဲအတွင်းစစ်ကောင်စီကဖဲခုံမြို့အခြေဆိုင်ခမရ336တပ်ရင်းကနေရှော့တိုက်တုံးတွေလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတယ်လို့အင်းလေးလူဒုလှုပ်ရှားမှုအဖွဲ့ကသတိပေးထားပါတယ်။တောင်ပြောင်းရွာဟာပင်လောင်းမြို့တောင်ဘက်မှာတည်ရှိပြီးဖဲခုံမြို့နဲ့ငားမိုင်ခန်းသာကွာဝေးပါတယ်။ ပင်လောင်မြို့နယ်စောင်းပြောင်းရွာမှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းကိုတော်လရင်အင်အားစုပူးပေါင်းတပ်တွေက2024ခုနှစ်မတ်လ18ရက်နေ့ကသိမ်းပိုက်ဖူးခဲ့ပေမဲ့စစ်ကောင်စီနဲ့ပြည်သူစစ်တွေဟာအင်အားလုံးရဲ့စစ်ကြောင်းထိုးပြီးပြန်လည်ဝင်ယူခဲ့တာကြောင့်2024ဆွန်လကုန်ပိုင်းကနေပြန်လည်ဆုံးခွာခဲ့ရပါတယ်ရှင်။ တနင်္သာရီတိုင်းကိုစစ်ကောင်စီကပြီးခဲ့တဲ့ဧပြီလအတွင်းမှာလေကြောင်းတိုက်ခိုက်မှုနှစ်ဆအတူပြုလုပ်လာကြောင်းတနင်္သာရီတိုင်းဒေသတွင်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ FE5 တနင်္သာရီရဲ့ဧပြီလအတွင်းတနင်္သာရီတိုင်းအတွင်းဖြစ်ပွားခဲ့မှုတွေကိုစီးရင်ပြုစုထုတ်ပြန်ထားတဲ့အစိုးရခန်းစားရသိရပါတယ်ကယူရိုက်တန်းစစ်ဌာနချုပ်အခြေပြုရာတနင်္လာရီတိုင်းမှာရှိတဲ့တပ်စခန်းတွေတိုက်ခိုက်သိမ်းပိုက်ခံရခြင်းအတွင်စစ်ကောင်စီကဒေါ်လိန်အင်အားစုတွေရှိရာနေရာတွေကိုသာမကပဲအရက်သားတွေနေထိုင်လျက်ရှိတဲ့ရဲရဲတွေအတွင်းကိုပါတိုက်လေရင်ရဟတ်ရင် တဲယူပိုးဆောင်ရေးတုံးလေးရဲနေကိုအတုံးပြုပြီးတော့ပုံကျဲတိုက်ခိုက်မှုတွေဆက်တက်နေပြစ်ခတ်တာတွေဇက်တိုက်ပြုလုပ်လာနေရလို့ FA5 တနင်္သာရီကဖော်ပြထားပါတယ်။ပြီးခဲ့တဲ့ match လအတွင်းကလေးချောင်းတိုက်ခိုက်မှုအကျဉ်း20လောက်သာရှိခဲ့ပေမဲ့ဧပြီလအတွင်းမှာတော့45ချိန်ထပ်မနေရှိခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်လေးချောင်းတိုက်ခိုက်မှုနှစ်ဆကျော်မြင့်တက်လာကြောင်း FA5 တနင်္သာရီကဖော်ပြထားပါတယ်။ဧပြီလအတွင်းမှာလေးချောင်းတိုက်ခိုက်မှုအများဆုံးပြုလုပ်ခံရတဲ့ဒေသတွေကတော့ တဝဲမြို့နယ်နဲ့တရချောင်းမြို့နယ်တို့ဖြစ်ပါတယ်။တနင်္သာရီတိုင်းအတွင်းမှာအခြေပြုတဲ့ဘေးလီတာဌာနချုပ်ကနေတဆင်လေရင်ရဟယင်တွေပြန်တက်ကလေချောင်းတိုက်ခိုက်မှုပြုလုပ်တာကအကြင်ရင်အများစုဖြစ်ပြီးစစ်ကောင်းစီရဲ့လေချောင်းတိုက်ခိုက်မှုကြောင့်တော်လိုင်းအင်အားစုတွေထိခိုက်ရတာထက်အရသာထိခိုက်သေးဆုံးမှုကပိုများတယ်လို့ဖော်ပြပါတယ်။ဒါ့အပြင်ဧပြီလအတွင်းမှာစစ်ကောင်းစီနဲ့တော်လိုင်းအင်အားစုပူးပေါင်းတပ်တွေကြောင့်တိတွေ့တိုက်ပွဲအကြင်ရင်60ထက်မနည်းဖြစ်ပွားခဲ့ပြီးတဝဲမြို့နယ်မောင်မယ်ရှောင်းရွာဟာလီကွေမှာရှိတဲ့စက်ကောင်စီတပ်စခန်း ထိုင်းမြန်မာနယ်စပ်ဒဝဲတီခီလမ်းမိုင်းမှာရှိတဲ့ထီထဗျူဟာစခန်းတို့ကိုတော်လင်းအင်အားစုပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။တနင်္လာနေ့တိုင်းအတွက်မှာပြီးခဲ့တဲ့ဧပြီလအတွင်းတိုက်ပွဲတွေအပြင် စကောက်စီရဲ့လေချောင်းရေချောင်းနေအိမ်မီရှုံမှုဖျက်ဆီးတပ်ဖြတ်မှုတွေကြောင့်အရက်သားလူရေ9900ကျော်နေရဆွန်ခွာထွက်ပြေးတန်းဆောင်နေရတယ်လို့ FIFA တနင်္လာနေ့ကထုတ်ပြန်ထားပါတယ်ရှင်။ ခိုင်ပြည်နယ်မင်းပြမြို့သိမ်းတိုက်ပွဲအတွင်ဖမ်းဆီးရမိထားတဲ့စစ်တုပ်ပန်းမိသားစု225ဦးကိုအရခတ်တပ်တော် AA ကမေလ16ရက်နေ့မှာပြန်လွှတ်ပေးခဲ့တယ်လို့အရခတ်မင်းသမီးမီဒီယာက ဖော်ပြထားပါတယ်။ ပြန်လှုပ်ပေးလိုက်တဲ့စစ်တုပ်ပန်းမိသားစုတွေထဲမှာအမျိုးသမီး65ဦးနဲ့ကလေးတငယ်130ဦးပါဝင်ပြီးသူတို့ကိုအခမ်းအနားနဲ့မိသားစုတွေထံပြန်လည်အနှံပေးခဲ့တာ ဖြစ်တယ်လို့ဓပုံနေနဲ့တကွာဖော်ပြထားတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ဧပြီလ23ရက်တကြံကြိုနေ့ကလည်းအာရခတ်တပ်တော် AA ဟာပထမအကြိမ်အဖြစ်မင်းပြမျိုးကနေစစ်တုပ်ပန်းမိသားစုဝင်180ဦးကိုပထမအကြိမ်ပြန်လှုပ်ပေးခဲ့ပြီးအခုဒုတိယအကြိမ်ပြန်လှုပ်ပေးတာဖြစ်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ6ရက်နေ့ကစပြီးမင်းပြမျိုးကို အရခတ်တပ်တော်ကတင်ပိုက်ပြီးတဲ့နောက်ဖမ်းဆီးရရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေနဲ့မိသားစုဝင်တွေဖြစ်ပြီးသူတို့ကိုစစ်တပ်ပန်းဥပဒေနဲ့ညီကျွေးမွေးဆောက်ရှောက်ခဲ့ကြောင်းလည်းဆိုထားပါတယ်။အခုလိုမင်းပြကစစ်တပ်ပန်းတွေကိုနေရပြန်လွှတ်ပေးခြင်းနဲ့ပတ်သက်ပြီးအရခတ်တပ်တော်အေအေကတစုံတရာထုတ်ပြန်ထားခြင်းမရှိသေးသလို ULAAA ပြောရေးဆိုခွင့်ရှိသူဦးခိုင်သူခါကိုလည်းမဇိမာကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ ခဲကုံမြို့နယ်တိကျက်ကြီးရွာအနီးမှာရှိတဲ့မြစ်မထီတောင်မှာခဲသက်ထူတူဖော်နေတာကိုကန့်ကွက်ဆန္ဒပြတဲ့ပရာတောင်ဆွေမျိုးစုခေါင်းဆောင်လေးဦးမေလ16ရက်နေ့နေ့လယ်7နာရီကျော်ကဖမ်းဆီးခံရတယ်လို့ဒေသခံတွေကပြောပါတယ်ပရာတောင်ဆွေမျိုးစုဥက္ကဋ္ဌကိုအောင်နိုင်ဆိုဒုတိယဥက္ကဋ္ဌဦးပါမောင်နိုင်ရကဦးအားတို့နဲ့လူငယ်အတွင်းရင်းမှုခွန်ခိုင်မဲနိုင်တို့ဖမ်းဆီးခံရတာဖြစ်ပြီး သူတို့ကန့်ကွက်ဆန္ဒပြနေတဲ့ကုမ္ပဏီဖြစ်တဲ့လေးပွင့်ကျဲကုမ္ပဏီရဲ့ဒါရိုက်တာကဥဆောင်လာတဲ့ KN ပြည်သက်ပါတီတပ်ဖွဲ့ဝင်တွေကဖမ်းဆီးသွားတာလို့သိရပါဗျ။ဥဒဝေက KN ပြည်သက်ပါတီမှာအရာရှိတဦးဖြစ်ပြီးသူရဲ့ဖခင်ဖြစ်သူက KN ပြည်သက်ပါတီဥက္ကဋ္ဌဦးတန်းစုံနိုင်ဖြစ်ပါတယ်။ဦးတန်းစုံနိုင်ကလေးပွင့်ကျဲကုမ္ပဏီမှာဥက္ကဋ္ဌတာဝန်ယူထားတာလည်းဖြစ်ပါတယ်။ဒီကုမ္ပဏီရဲ့ခဲတပ်ထုတူဖော်ရေးလောက်ကတ်တွေကဒေသခံတွေထံမှာခွင့်ပြုထောက်ခံမှုမရှိတဲ့အတွက်တရားမဝင်ကြောင်း လုပ်ငန်းအပြေးပိုင်မထွက်မချင်းတပိတ်မှောက်နေမှာဖြစ်ကြောင်းနဲ့မေလ16ရက်နေ့နောက်ဆုံးထားလုပ်ငန်းရပ်တန့်မှုပရာတောင်းဆွေမျိုးစုကမေလ10ရက်နေ့မှာထုတ်ပြန်ကြေညာထားပါတယ်။ဒီပြည့်နဲ့ပတ်သက်ပြီးတော့ကင်းနေမျိုးသားများကာကွယ်ရေးတပ် KNDF ဒုတိယစေဦးစီးချုပ်မာဝေကမဖြစ်တင်ကြောင်းအမြန်ဆုံးချက်ချင်းပြန်လွှတ်ပေးရမှာဖြစ်ကြောင်းနဲ့လူတို့ကိုစန့်ကျင်မှာကလူမုံခံရမှာဖြစ်ကြောင်းသူ့ရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။ အခုလိုဖန်ဆီးခေါ်ဆောင်တာကလူခွေချိုးဖောက်တာဖြစ်ပြီးဖန်ဆီးခံရသူတွေကိုဘလို့ထိခိုက်မှုမှမရှိစေပဲအများဆုံးပြန်လွှတ်ပေးဖို့အပြုသဘောဆောင်ပြီးတော့အပြန်အလှန်ဆွေးနွေးညီနိုင်ချဖို့ဒေတာရေးတည်ငြိမ်အေးချမ်းရေးကိုအလေးထားဆောင်ရွက်ပေးဖို့ကယံမျိုးသမီးစည်းရုံးနဲ့ကယံမျိုးဆက်သစ်လူငယ်တို့ကပူးတွဲထောက်ပြန်ထားပါတယ်တိုင်းနယ်လနဲ့ကန်တပ်ဖွဲ့ကယံပြည်သက်ပါတီက1994ခုနှစ်မှာဆေဆိုးရနဲ့အပြစ်ခတ်ရက်စဲပြည်ရနောက် လေးပွင့်ကျဲကုမ္ပဏီအနမဲနဲ့တနိုင်တပိုင်တက်ထူတူဖော်ခဲ့တာလို့သိရပါတယ်။အဲဒီနောက်တရုတ်လူမျိုးတွေပါဝင်တဲ့ Mr. Wang ကုမ္ပဏီကိုပြီးခဲ့တဲ့3လခန်းကဒေသခံတွေတောင်းကနေဆန္ဒခံယူခြင်းမပြုဘဲတက်ထူတူဖော်ခွင့်ငါးနှစ်စာချုပ်ထုတ်ဆိုခဲ့တယ်လို့သိရပါတယ်။မြင်းမတိတောင်မှာဆယ်ရန်နေရာချီတွေနဲ့ခဲတက်ထူတူဖော်မှုကြောင့်တဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးကကြေးရွာနေလူတို့တွေအတွက် များစွာထိခိုက်မှုတွေရှိလာနိုင်တာကြောင့်ပရာတောင်ဆွေမျိုးစုကဦးဆောင်ကဒေသခံတွေကပြည်ကြဲမေလာတရနေ့ကစတင်ပြီးမေလာ16ရက်နေ့အထိနိုင်စင်တပ်ထုတူဖော်မှုတွေကိုကန့်ကွက်ဆန္ဒပြနေကြတာဖြစ်ပါတယ်ဆန္ဒပြနေတဲ့ကာလအတွင်းလေးပွင့်ကျဲကုမ္ပဏီနဲ့မစ္စတာဝမ်ကုမ္ပဏီတို့ဟာခဲတပ်ထုဒူဖော်မှုကိုယာယီရနာထားကြောင်းသိရပါဗျ။ဒီဖြစ်နဲ့ပတ်သက်လို့ကျဲလေးပွင့်ကုမ္ပဏီနဲ့ကရမ်းပြည်တပ်ပါတီဥက္ကဋ္ဌဦးတန်းစိုးနိုင်ကိုဆက်သွယ်မေးမြန်းဖို့စူးစမ်းနေဆဲဖြစ်ပါရဲ့ရှင်။ နောက်ဆုံးရပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတပတ်တွင်းကထူးခြားနိုင်ငံတကာသတင်းချို့ကိုနားဆင်ကြရပါမယ်။ရက်30ပြစ်ခတ်ရက်ဆဲဖို့မော်စကိုကဂရီကိုပြုလိမ့်မယ်လို့မျှော်လင့်ကြောင်းယူကရိန်းတမ္မတဗိုလိုဒီမာဇယ်လန်စကီကတနင်္ဂနွေနေ့မှာပြောလိုက်ပါတယ်။ တိုက်ရိုက်အပြစ်ရဲ့ဆွေးနွေးပွဲတွေအတွက်ရုရှားနဲ့တွေ့ဆုံဖို့ကီဖ်ကအသင့်ရှိပါကြောင်းလဲဆက်လက်ပြောကြားလိုက်ပါတယ်ခရမ်လင်မှာကျင်းပတဲ့ညဘက်သတင်းစာရှင်းလင်းပွဲမှာရုရှားသမ္မတဗလာဒီမာပူတင်က မေလ12ရက်နေ့မှာအစ္စတန်ဘူမှာတွေ့ဆုံဆွေးနွေးကြဖို့ခေါ်ယူလိုက်ပြီးတဲ့နောက်ဇလန်စကီကအဲ့လိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်ဒါပေမဲ့အပြစ်ရပါမယ်လို့တော့ပြောသွားတာမရှိပါဘူး ပြင်သစ် UK ဂျာမနီနဲ့ပိုလန်နိုင်ငံတို့ကကောင်းဆောင်တွေက Kiev ကိုစနေနေ့ကတွားရောက်ခဲ့ပြီးတဲ့နောက် American သမ္မတ Donald Trump ရဲ့ထောက်ခံမှုနဲ့ဒိန်းလာနေကစတင်လို့ Ukraine မှာခြွင်းချက်မရှိအပြစ်ရဖို့ရုရှားကိုဖိအားပေးခဲ့ပါတယ်။ရုရှားရဲ့ကျူးကျော်မှုဟာ၃နှစ်ကျော်ကြာမြင့်လာခဲ့ပြီးဖြစ်ပြီးပြည်သူထောင်ပေါင်းများစွာဟာလည်းတည်ဆုံးခဲ့ရပြီးဖြစ်ပါတယ်။လူတွေကိုနောက်ထပ်တရက်ကလေးတောင်ဆက်ပြီးတက်ဖြတ်ဖို့ဘာအကြောင်းမှမရှိဘူး။ မေလာ၁၂ရက်နေ့ကစပြီးအပြည့်အဝထာဝရတည်တံပြီးယုံကြည်စိတ်ချရတဲ့အပြည့်ရဲ့စေရေးကိုရုရှားကပြုလုပ်လိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်။ယူကရိန်းဘက်ကတွေးဆဖို့အသင့်ရှိပါတယ်လို့ဇယ်လန်စကီးကလူမှုမီဒီယာပေါ်မှာပြောထားပါတယ်။ရုရှားထံကနေအပြုသဘောဆောင်တဲ့အချက်ပြမှုကို တွင်မြင်ခဲ့ရတယ်လို့ယူကရိန်းကောင်ဆောင်ကရှာရှာပါပါ အကောင်မြင်ပြောကြားခဲ့ပါတယ်။ မေဇမဗီဒီယိုအစီအစဉ်ကိုဆက်လက်အတန်လှင့်နေပါရရှင်အခုဆက်လက်ပြီးပြည်တွင်းသတင်းလောကဏ္ဍကိုနားဆင်ကြပါမယ်မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ပြည်ပခါရီဂျာမာအသက်ကိုရမ်းပြီးတော့ပညာရှာဖွေနေကြတဲ့ကလင်းငယ်တွေများစွာရှိနေပါတယ်အထူးသဖြင့်စစ်မှတ်ဖြစ်ပွားနေတဲ့အညာဒေသမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေနဲ့စစ်ကြောင်းထုံးမှုတွေကြောင့်ကလင်းငယ်တွေမှာနှောက်ကြောလုံစွာပညာသင်ကြားခွင့်မရကြပါဘူးစာသင်နေရင်လေရင်တန်း ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေထီးသံကြားလို့ဘုံခိုကျင်းနေတဲ့ပြေးပုံရတဲ့အချိန်ပေါင်းလဲမရေမတွက်နိုင်အောင်ရှိရဲလို့ဆရာဆရာမတွေကပြောကြပါတယ်ပိတ်လုံးဖုံမှုကတော့လုံးဝမရှိဘူးဆံမအဲကလေးတွေကပုံခုချင်းသေးကိုသာဝနေရတယ်အဲ့ဒီပုံခုချင်းတွေထဲမှာသူကငုံကြတယ်ပေါ့နော်ဆံမတွားနဲ့ငုံကြတယ်အဲမငုံနဲ့မငုံနဲ့ဆိုပြီးတော့ဆံမတွေကအားပြရတယ် အဲကျမတို့တွေကလည်းသူတို့မငိုဖို့အားပေးရတယ်ဒီလိုမျိုးတွေရှိတယ်ပြီးတော့အဲတောင်းပိတ်ရတယ်ပိတ်ပြီးတော့သူတို့မိဘတွေရှိတယ်တောတိုက်တွေတောတွေထဲလေထဲတွေအဲ့ဒီဟာကိုပြန်လိုက်ပို့ပေးရတယ်အဲ့လောက်အဖြစ်ကိုသူတို့မှစိတ်ပိုင်းဆိုင်ရာအချင်းကလေးတွေမှာဟိုဟာညံ့ရရနေကြပြီပေါ့နော် စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတော့ရေဦးမြို့နယ်ပညာရေးဘုတ်အဖွဲ့တာဝန်ခံကိုတကြံဖြူကလည်းအခုလိုပြောပြပါဗျ။အဲတမျိုးနေရာနေတမျိုးနေကြောကြော်လာပြီဆိုကျွန်တော်တို့ကစာတင်ရတဲ့အချိန်မှာဆက်ဆက်မှများလဲနောက်ကျုံးမလို့ကလေးတွေအတွက်လည်းအနေနဲ့စိတ်ပူရလေးရှိပါတယ်။အဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်တို့ကိုကြော်သွားလို့ထားခဲ့ပါအောင်ဒါပေမဲ့တစ်ခါတလေမှာကြော်သွားပြီးတော့မျိုးနဲ့နှမျိုးနဲ့လောက်ချပြီးတော့ဥပမာကျွန်တော်တို့ရေဦးတွေ့ကြုံဆိုရင်အဲ ကျွန်တော်ယူကိုကြိုးသွားတယ်ကြိုးသွားပြီးတော့ဟိုဘက်ကကက်မလူကိုကျွန်းလာလို့ကြိုးပြီးတော့မှအပြန်လှည့်လာပြီးတော့အဲ့ဒီမှာ extra ပြောခွင့်နေကျွန်တော်ယူထဲမှာတယ်အဲ့ extra ပြန်လုတ်သွားတယ်ပေါ့လေအဲ့လိုမျိုးအတွေ့အကြုံတွေကများလာတဲ့ခါကျတော့အဲဘယ်မှာပဲဖြစ်ဖြစ်ဘယ်မျိုးနေမှာပဲဖြစ်ဖြစ်ဂျာကာလာမှာတော့တော့ကျွန်းမလုံရတယ်များရှိပါတယ်ဗျာဂျာကာလာစာသင်ကျောင်းတွေမှာကလေးတွေကိုလေကြောင်းရန်ကြိုတင်ကာကွယ်နည်းတွေနဲ့ပတ်သက်ပြီး2022ခုနှစ်ကတည်းကကလေးတွေကိုသင်ကြားပို့ချပေးထားတယ်လို့ ကနေမြို့နယ်ပညာရေးဘုတ်အဖွဲ့ကဆရာမတယောက်ကလည်းပြောပါရယ်ရေဦးမြို့နယ်မှာဂျားကာလစာသင်ကျောင်းပေါင်း125ကျောင်းရှိပြီးကျောင်းသူကျောင်းသား18000ဝန်းကျင်ရှိတယ်လို့သိရပါရယ်အဲ့ဒီအထက်ကဘုံခိုကျင်းကောင်းကောင်းမွန်မွန်ရှိတဲ့အကျောင်း၈ကျောင်းပဲရှိပြီးတော့ကျန်းတဲ့ကျောင်းတွေမှာကိုတူကိုတာနဲ့တူထားတာကြောင့်မိုးရွာသည်ရေဝင်တာပြိုကျပျက်စီးတာမျိုးတွေရှိတယ်လို့ကိုသကြံဖြိုးကပြောပါရယ်စောမြို့နယ်မှာလည်းဂျားကာလစာသင်ကျောင်းပေါင်း89ကျောင်းရှိပြီးတော့ အဲ့ဒီအထက်က62ကျောင်းမှပဲဘုံကိုကျင်းနေတူထားနိုင်သေးတယ်လို့သိရပါဗျ။တချို့စာသင်ကျောင်းတွေကတော့တည်နေရပေါက်ကြားတာကြောင့်နေရာပြောင်းရွှေ့ပြီးတော့ယာယီတဲဆောက်ပြီးပညာဆက်လက်သင်ကြားရတာမျိုးတွေရှိရလို့ဆိုပါဗျ။ Grenade တောင်းမှာတော့ Hope for Burma အဖွဲ့ကလုပ်တဲ့မြေအောက်စာသင်ခန်းမျိုးတွေရှိပါဗျ။ဒါပေမဲ့အညာဒေသမှာတော့မြေမျက်နှာသွင်ပြင်အနေထားအရာရော ကျောင်းသားဥယျာဉ်များတာနဲ့ကုန်ကြစရိတ်တွေကြောင့်ဒီလိုမြေအောက်စာသင်ခန်းတွေဆောက်လုပ်ဖို့မလွယ်ကူဘူးလို့ဆိုပါရယ်။စာသင်ကျောင်းတွေမှာဘုံခိုခြင်းတွေလိုအပ်တယ်လို့စစ်ကောင်စီရဲ့လေကြောင်းရန်ကိုကာကွယ်နိုင်ဖို့အတွက်ဆက်သွယ်ရေးကလည်းအဓိကကြတယ်လို့ဆီယာမဆိုဖီယာကပြောပါရယ်။အချင်းအရန်ကြီးလုံလောက်မှုမရှိဘူး။ဘာဖြစ်လို့လဲဆိုလို့ရှင်သူအဲကျမတို့ဝေဟင်နဲ့ချစ်ထားတာလို့ရှိတယ်။အဲအဲ့ဒီဝေဟင်ပေးတဲ့ information ကိုကြည့်လိုက်တဲ့အချိန်မှာဒီရင်က အဲကျမတို့ရှိတဲ့နေရာ ကို6မိနစ်အတွင်းမှာရောက်တယ်6မိနစ်တည်းကြာတယ်အဲဒီဟာကိုဂယုတဆိုင်မကြည့်နေဘူးဒီရဲ့ information ကိုမသိနေဘူးဆိုလို့ရှိရင်ကျမတို့အဲဘယ်လိုမှတင်းချောင်မှုအခြေမရဘူးသက်သာလေးမှာပုံကိုချင်းကိုပြေးတယ်ဆိုတာတော့ပဲရှိတယ်အဲလုံချုံရဲ့နေထားမျိုးတစ်ခု ဖြစ်မနေသေးဘူးဒီရင်ကပြစ်ထားပြီအဲ့လိုမျိုးတွေဆိုမှရှိပါတယ် စစ်ကောင်စီရဲ့လေးချောင်းတိုက်ခိုက်မှုစစ်ချောင်းထူးမှုတွေအပေါ်မူတည်ပြီးတော့လေကလေးတွေရဲ့လုံခြုံရေးအတွက်ចောင်းတွေကိုပိတ်လိုက်ဖွင့်လိုက်လောက်ရတဲ့အတွက်ဒေတာတစ်ခုနဲ့တစ်ခုမှာပုံမှန်ចောင်းပိတ်ချိန်ဖွင့်ချိန်မတူညီကြပါဘူးဒီအတွက်ကလေးတွေပညာသင်ကြားရေးမှလည်းများစွာအနှောက်အယှက်အဟန့်တားဖြစ်ရတယ်လို့ကိုသကြံဖြိုးကပြောပါတယ်ကကလာပညာရေးကောင်တွေဖွင့်ခါစီအရာပေါ့အန်တိုလိုင်းကလာဖြစ်တဲ့အတွက်စီအရာကျွန်တော်ចောင်းပိတ်ထားတာလေចောင်းဖွင့်ចောင်းပိတ်တွေကမတူကြပါဘူး ။နံပါတ်2ကျတဲ့ပါရင်ကဘာလို့လဲဆိုစစ်ကြောင်းထိုးလာတယ်ဆိုရင်ကျွန်တော်အကြောင်းကြီးကကြက်ထားတယ်။တပတ်စေရက်။နံတကယ်လို့အဲ extra လုပ်တယ်ဆိုရင်အဲ့ရက် data ကဥပမာ use ဆို use တပင်းဆိုတပင်းစစေဆိုတစေ extra လုပ်တယ်ဆိုရင်ညာကျွန်တော်တို့ကတစ်ခါတလေမှာနှစ်ပတ်သုံးပတ်ကြာပါတယ်။အဲ့အတွက်စတင်ချိန်ကြီးအများကြီးရောပါတယ်ဗျာ။အမျိုးသားညီညွတ်ရေးအစိုးရဈာကာလပညာသင်ကြားရေးအစီအစဉ်အရလာမယ့်ဇွန်လမှာ Grade 12ကလေးတွေစာမေးပွဲဖြေဆိုဖို့ရှိတဲ့အတွက် လက်ရှိကြာကာလစတင်ကြောင်းတွေမှာကလေးတွေဟာကြောင်းတက်နေကြစေဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိလေးကြောင်းရန်ကြောင်းကြောင်းမှစုဝေးစတင်ကြတဲ့ပုံစံထက်ယာယီတဲရီမှာလူစုပြီးတော့ဆရာဆရာမတွေကစာလိုက်တင်ပေးကြတဲ့ပုံစံမျိုးနဲ့ပဲစတင်ကြရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ12ရက်နေ့မှာဖြစ်ပွားခဲ့တဲ့တပင်းမြို့နယ်ဦးတိန်တွင်ကြေးရွာစတင်ကြောင်းဘုံကျဲခံရမှုအတွက်မှာကျောင်းသူကျောင်းသား22ယောက်နဲ့ဆရာမ2ယောက်တည်ဆုံခဲ့ရပါတယ်။ဒီကိစ္စကြောင့်ကလေးတွေကိုကျောင်းပို့ဖို့အတွက် ကျောင်းသားမိဘတွေမှာရောဆရာဆရာမတွေမှာပါစိုးရိမ်မှုတွေရှိနေတာပါဒါပေမဲ့အညာဒေသကကလေးတွေဟာအန်နီယရီကြားကနေပဲပညာကိုဆက်ပြီးသင်ကြားနေကြဆဲဖြစ်ပါတယ်ပညာသင်နေတဲ့ကလေးတယောက်ကစိတ်ပန်းဆိုင်ရာလုံခြုံမှုမရှိတဲ့အပေါ်မှာအဲဒီ learning လို့ရတဲ့ဟာအရန်ကိုအခက်အခဲရှိပါတယ်ကျမတို့သင်ပေးကြရတဲ့ကျမရဲ့ဆရာဆရာမတွေအပေါ်မှာလည်းပဲဒါအများကြီးရှိတယ်ကျမတို့ကိုယ်တိုင်မှာလည်း စိုးရင်စိတ်တွေအများကြီးဖြစ်တယ်အဲတခါတလေဆိုအိတ်မပြောရတဲ့အခြေအောင်မှဖြစ်တယ်ဒါပေမဲ့ကျမတို့ရဲ့အနာကကလေးတွေကပညာမတတ်ဘူးစမတတ်ဘူးဆိုလို့ရှိရင်ကျမတို့မြန်မာနိုင်ငံတစ်ခုလုံးရဲ့အနာကကပုံပြီးမှတိုးရင်စရာရှိတယ်အန်ရယ်လည်းပုံပြီးမှကြီးမားလာဖြစ်တဲ့အတွက်အန်ရယ်ရှားမှာပဲဆက်ပြီးတော့ပညာသင်နေကြတဲ့အနေအထားဖြစ်တယ်လို့ပဲပြောရမှာပါဆရာမလေး ဆက်လက်ပြီးအပတ်စဉ်ကဏ္ဍအနေနဲ့ဘာတွေပြောမလဲဘာတွေမင်းမလဲစီစဉ်ကိုတင်ဆက်ပေးပါမယ်ကိုတွေ့တာကတော့ဒီမဇူးမေကိုရုံငန်းကိုတစ်ခေါက်လာတဲ့ခါကျတော့ဒီအချင်းထောင်ထဲကနေပြီးတော့ဒီ ဘဇူမီတို့ဒီကိုထုတ်ပေးတဲ့ပကြီကားလေးတွေပေါ့နော်ပကြီကားဆိုတာခဲပကြီလေးတွေပေါ့နော်ဟိုနောက်စိတ်တစပကြီလိုလဲခေါ်လို့ရတဲ့ပကြီကားပုံနေလဲတွေ့တယ်ပေါ့နော်ဒီပကြီကားတွေကိုကြည့်ခြင်းအဖြစ်သူတို့ရဲ့နှလုံးသားကမြင်ရတယ်ပေါ့နော်အဲဒီဟာလေးတွေဟိုဘဇူမီကတေးချာကိုထိမ့်သိမ်းထားတာမြင်တယ်ပေါ့နော်အဲ့ပကြီကားလေးတွေနဲ့ပတ်သက်တဲ့ဟိုဟာလေးပြောပြရာဇဝင်ရာဇဝင်လေးတွေနည်းနည်းတော့ပြောပြပြပါလားဟုတ်ထောင်ထဲမှာကကျမတို့အမျိုးတော်တဲ့အမျိုးပြောမယ်ဆိုအမျိုးသမီးလေးတွေနော် သူကပြောရမယ်ဆိုရင်လုံးဝသူတို့ကအားနေနေမနေဘူးသူတို့ကိုသူတို့ကြမ်းမအောင် relax ဖြစ်အောင်အများတန်းနေတယ်အာပတိပညာတက်တဲ့သူကလည်းပတိတွေဆွဲတယ်ပေါ့နော်ရတဲ့နည်းနဲ့နောက်ဆုံးဟိုဒီထောင်မှာတုံးခွင့်မရဘူးဆိုရင်တော့မြေကြီးပေါ်မှာဒုံနဲ့ရှစ်ပြီးသူကသူတင်ယူနေတာမျိုးပေါ့နော်အဲ့လိုပဲဘာသာစကားရဲ့ဆိုလည်းတင်ယူရတယ်ပေါ့နော်ဒီလိုမျိုးနဲ့ပြီးရင်စာဖတ်အားတွေကောင်းလာတယ်အကျဉ်းဆောင်ထဲမှာဒီရောက်လာရင်အနည်းနဲ့အများတော့ကျမတို့စာဖတ်ရတာနှစ်သက်လာတယ် ကျမတို့လည်းစာဖတ်စာဖတ်ရတာငငယ်လေးညာကြိုက်ခဲ့ပေါ့နော်စာပတ်စံမဟုတ်ဘူးနဲ့ပါဝင်မလဲဆိုကျမစာအုပ်ပဲပြေးဝေခဲ့တာပေါ့အဲ့လိုမျိုးဆိုတဲ့အတွက်ဟိုစာဖတ်အားတွေကောင်းလာတယ်စာဖတ်အားတွေကောင်းလာတယ်တော့အတွေးခေါ်ဒူတွေးခေါ်တွေရပြောမယ်ဆိုဘေးမရောက်တော့ဘူးပေါ့ဟိုဒီဒီစာရဲ့သဘောမှာဒီစာကဟိုတင်ယူမှုကိုလမ်းပြတာလားလမ်းမကိုဆွဲချတာလားဒီအဲ့လောက်ထိတောင်မှဘယ်လိုပြောမလဲဆိုတော့စာဖတ်အားအတွေးခေါ်တွေကောင်းလာအဲ့လိုအတွေးခေါ်ကောင်း အားကောင်းလာလို့ရှင်လူကစင်စင်စဉ်းစားဉာဏ်ကဉာဏ်ကုတ်မျိုးလာတာပေါ့နော်ဒီຢာကလှုပ်တင်လာဒီຢာကမလှုပ်တင်အောင်ဆိုတာမျိုးတိလာတာမျိုးပေါ့နော်အဲ့လိုဆိုတော့အချင်းနောက်ထဲမှာနိုင်ငံချင်းစုစဉ်းစားရသူတို့ကိုသူတို့အားအားမနေဘူးအများရဲ့လို့လို့ထိုက်တက်ကောတန်မှာဒါတော့ကျမတို့လည်းလွတ်လာတဲ့အချိန်မှာအတိအရန်ဖြစ်တာတချို့ရေဆိုအဲ့လိုမျိုးနေနားပါအောင်ကျမကြီးလည်းဂရုစိုက်တယ်လို့စိတ်ကောင်းစင်းနဲ့လှုပ်ပါအောင်အဲစိတ်ကောင်းစင်းဆရာဝန်တွေကဆရာအဲ့လိုပေါ့နော်ကုညီပေးမယ်ပြောတော့ကိုကိုကိုအတိတ် ဖြစ်အဓိကဘာလဲဆိုတော့ကျမတို့ကထောင်ထဲမှာတွေကပြင်ဆင်လာတယ်နော်ဒီစစ်ကောင်စီလှုပ်ပေးတာ ਨੇ ကိုကပြင်ဆင်လာဖြစ်တဲ့သူက ready ဖြစ်နေတာအလုံးစုံ ready ဖြစ်နေတာနောက်ဆုံးဥမာပေါ့စွန့်လွတ်ရမယ့်အရာတွေစွန့်လွတ်ရရင်တော့မှ okay ငါ okay တယ်ဒါမျိုးနဲ့သွားခင်တာဖြစ်တဲ့တော့အခုချိန်မှာလည်းဘာကြောင့်လုံနိုင်နေလဲဆိုလို့ရှင်အဲ့ဒီစိတ်ပဲအဓိကဟိုကိုယ့်ရဲ့ခံချက်ယုံကြည်မှုကိုဟိုရေးဆွဲခဲ့တာရေးဆွဲခဲ့တာဖြစ်တဲ့တော့အဲ့ဒီတိုင်းကိုပဲရှာမှတ်ပြီးတော့ကိုယ့်အကို ကိုဘာပေါ့နော်ကိုရဲ့ဘာကျွန်တော်ဆိုအခုဆိုလို့ရှိရင်အာဘယ်သူမှဘာမှမကိုလဲကို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 တယ်ဒီနေရာကသွားတင်လားဒီနေရာကမသွားတင်ဘူးလားဒီစကားကပြောတင်လားဒီစကားကမပြောတင်ဘူးလားကိုဘာကိုကိုလိုက်တယ်ပေါ့နော်ကိုအဝန်းဝိုင်းမှာကိုကိုလိုက်တဲ့အတွက်အအနည်းဆုံးတော့ကျွန်မစိတ်အဆင်ပြေတယ်ကျွန်မအဓိကဟိုကျွန်မလုံးဝမဲ့အကြောင်းကျွန်မမြင်လာတယ်ဥမာပေါ့ကျွန်မအချင်းထောင်ယူလို့တဲ့အတွက်ကျွန်မခံနေရတယ်ကျွန်မအချင်းထောင်ယူလို့နေရတဲ့အတွက်တနေ့တနေ့ထောင်ချင်းထောင်နဲ့ပတ်သက်ရင်ကျွန်မအကုန်ကျွန်မပါချစ်ရယ် ဘယ်လိုမျိုးခံနေရလဲစာဘယ်လိုမျိုးဒီအကျဉ်းဥစရဝင်နေနေလှုပ်လိုက်ပြီဆိုတာစာအဲ့လိုမျိုးကျွန်မအမြဲတမ်းကျွန်မမှာအချိန်ဆက်တယ်အမြဲတမ်းရှူရဲရှိရဲပေါ့အဲ့တော့ဒီကျင်းတော်နဲ့ပတ်သက်ရင်လိန်လို့မရအောင်လိန်လိန်လို့လည်းမရအောင်အဓိကတစ်ခုပဲကျွန်မတို့ကကျင်းတော်နဲ့မှာလဲစိတ်နဲ့ဖြတ်သန်းလာတယ်ခံစားချက်ခံယူချက်တွေနဲ့ဖြတ်သန်းလာရဲဒီအကျဉ်းဆောင်မှာရှိတဲ့ဝင်ဟန်းတွေစစ်ကောင်စီရဲ့ဒီ psychology scan တွေမှာရှိတဲ့ဒီစာအဖတို့ဟဲ့လားသူတို့သူတို့ တရဲ့အချိုးတွေကိုကျွန်တော်တို့သိလာတာဖြစ်တဲ့အတွက်နိုင်လို့မရအောင်ဒီလူတွေဒီဝင်တန်းတွေဒီလိုအချိုးချွင်းရင်ငါတို့နိုင်ငံရေးကျေးဇူးချက်ဘယ်လိုဖိခံနေရပြီဆိုတော့တန်းတန်းသိရအဲ့တော့ဒီကျင်းတော်နဲ့ပတ်သက်ရင်တော့လာမလင်နဲ့ကျွန်တော်တို့ဆုံးထီသွားမှာဖြစ်တဲ့အတွက်ဒီအချင်းဦးစီးမှာရှိတဲ့ဝင်တန်းတွေလည်းလာမဖိနိုင်နဲ့ထောင်ထဲမှာလည်းအဲ့လိုပဲအာဒီကိပုံစီရိုင်းနဲ့ အဲ့တော့အကိုလည်းဒီမဒီထောင်ကစ်ပုံကြီးကိုအမြဲစီရပါဘူးသူလူကြီးလမ်းကြောင်းလာအဓိကဘာလဲဆိုရင်လူကြီးလမ်းကြောင်းလာပြီးဆိုထောင်သူတန့်ရှင်းရှင်းထားပါတယ်ပေါ့အမေကတော့သူကနိုင်ငံချင်းသူချင်းသားတို့တပေခွဲပက်လည်းနဲ့ထားတာကိုထားတဲ့အတွက်အဲ့ဒီနေရာတွေမှာဆိုရင်စားတော့လဲစားလဲဒီနေရာသွားလဲဒီနေရာအဲအဲ့လိုဆိုတော့အဲ့လဲဒီနေရာဖြစ်တဲ့အတွက်ပိုးကောင်ကြီးအများကြီးပဲအပွဲစိတ်လိုအကောင်ကြီးကညားတယ်ဘာလို့ဆိုတော့ဒီမုတ်ပဲတဲ့ရတာအနံ့ရရင်လာကြတယ်အဲ့လိုပွဲစိတ်တော်ကြီးတဲမှာ နိုင်ငံချင်းသူကအိတ်နေရပဲဒီဒီကြောတခင်းစာနေရာလေးမှာပြီးတဲ့ခါကျရှင်ရန်ကရှင်များဆိုရှင်ကိုက်တော့ရှင်ကိုက်အဲ့ရှင်ကိုက်တဲ့ဝေဒနာဆိုတော့ကိုရင်ရှင်ဒီမှာဟိုဘယ်လိုပြောမလဲဆိုတော့ဟိုကာကွယ်လို့ရရလေနော်ဟိုခြင်သေးဖြန်းတာမျိုးပြီးတဲ့ခါကျရင်ခြင်သေးခွေထုံးတာမျိုးခြင်သေးခွေထုံးတာမျိုးခြင်အောင်ထောင်းအိတ်တာမျိုးခဲမှာလောကရှင်းအောင်ပေးမှမတူနေတာရှင်းအောင်လည်းပေးမသိသလိုခေါင်းနဲ့လည်းအခွင့်မပြုအဲ့တော့ကျမတို့ကဘာလုပ်လဲကိုယ့်ရဲ့ပါတဲ့ဝေသား၄၅စုံရှိရင်အဲ့ဒီ၄၅စုံလေးကိုပဲ ်ခေါင်းလေးခေါင်းလေးလုတ်ပြီးတော့ဖီချာခေါင်းလေးတော့ခေါင်းလေးလုတ်အဲ့တော့ထောင်ထဲမှာဒီလိုအာနာသိမ်းပြီးတော့ဒီ2021ကနေ2025ထိမှာနိုင်ငံကျင်းသူကျင်းသားဒီ၄နှစ်ကျော်၅နှစ်ထိတောင်မှကိုယ့်ရဲ့အဝိဇ္ဇာလေးနဲ့ခေါင်းလာခဲ့ရတဲ့ခံစားချက်ဒါတို့ကျွန်တော်သိဖို့လိုအပ်တယ်အခုဆိုရင်ရေမလုံလောက်တဲ့ရေမလုံလောက်တာဖြစ်တဲ့အတွက်ရှိုးရေပြဒီချိန်ဆိုကျွန်တော်တို့သိရေမလောက်တော့ တခါရရင်ချိုးရီအခွက်နဲ့ပေါ့ခုနှစ်ခွက်ပဲရှိရမယ်ဘေးခုနှစ်ခွက်လောက်မလဲစပြာတိုက်ရမှာရှိမယ်ဟဲ့လားညနာတေးရမှာရှိမယ်ခေါင်းချော်ရမှာရှိမယ်ဒါမျိုးနဲ့ဆိုတော့ရေမလုံးလောင်းတဲ့အတွက်ဘာဖြစ်လာပြီလဲဆိုရင်အရေးသားယောဂါတွေစလာတာယာနာတွေဖြစ်လာမယ်အဝိတ္တရာဒါဝိတ္တရာရှုဖြစ်တဲ့အတွက်ကျွန်တော်တို့ခါးတွေမျိုးသမီးကိုပို့ထိုးတယ်ဓမ္မရာလာပြီဆိုလို့ရှိရင်ဘယ်လိုဝိတ်ရမလဲအဓိကဟိုဘယ်လိုပြောမလဲဆိုတော့မလုံးတော့ရင်ဟို ဖြစ်ပြီးယောဂတွေပြင်ပယောဂတွေဝင်ပြင်ပယောဂတွေတန်ရှင်းပြင်ပယောဂတွေပြင်ပယောဂဝင်လာမယ်တန်ရှင်းဖို့တို့ကရေရအရေးကြီးရေရလို့ရှိအဲ့တော့ခုကလက်ရှိမှာဘာဖြစ်နေလဲဆိုတော့ကျွန်တော်ဆေးဝါးမလုံလောက်မှုတွေအကျဉ်းောင်ထဲမှာဖြစ်နေဆေးဝါးမလုံလောက်မှုတွေအကျဉ်းောင်ထဲမှာဖြစ်တဲ့အတွက်ဘာဖြစ်လာလဲဆိုအခုအကိုတို့လည်းမြင်ပါလိမ့်မယ်အကျဉ်းောင်ထဲမှာဘာကြောင့်ဆုံးပါသွားပါလဲဆိုပြီးမိသားစုစီကိုပို့ရဲစာအေးဘိုးစာရလေးတရွတ်15ကျက်လောက်ပဲအသက်ကျမတို့အသက်တည်းက15ကျက်ပဲတန်လာလား မိန်းကုန်းထုတ်ရှင်တာနော်အိမ်မကျမတို့ကဒီတေးပါတယ်ဆိုတော့တီဝင်ရတာလာဒါကြီးကမားနေဘာကြောင့်တေးတယ်ဆိုတော့ကျမတို့လိုက်ဖို့လိုအပ်တယ်ဒါပေါ့အကျင်းတော်မှာနိုင်ငံရေးကျင့်သူကျင်းသားတယောက်ကျမ်းမာရေးမမမကျမ်းဖြစ်ပြီဆိုတော့ကျမတို့လိုက်ကိုလိုက်ရမယ်တိပြီးသွားတဲ့အားချင်းဟိုချိန်ဆက်ရမယ်ဘလိုမျိုးအသက်တစ်ချောင်းကိုကျမတို့ကယ်နိုင်လေးလေးကျမတို့ကဒါကြောင့်လိုမလဲဒါပဲဒါကိုလိုက်နေရမှာအဲ့တော့ အခုဆိုရင်လည်းအခုအခုဆိုရင်လည်းကျွန်တော်တို့ထောက်တထောင်အခုကိုကိုနဲ့အခုညီမပြောနေကြတာကျွန်မထောက်တထောင်နဲ့ချိန်ဆက်ရရပေါ့နော်ချိန်ဆက်ရရတဲ့အချိန်မှာနိုင်ငံချင်းစုကျင်တာ၄၅၀လောက်ကဒုက္ခရောက်သားရီရောကျမ်းမာရီရောအေးပြားယောဂါရောအဒီကတီဗီယောဂါမျိုးတွေနောက်ဆုံးဘာဖြစ်လာလဲဆိုအဲ့ဒီကြောတခင်းစာတပေခွဲပက်လယ်နဲ့နေရတဲ့အတွက်ပြီးရင်ကျမတို့ယောဂါရှင်ယောဂါရှိရဲ့လူကိုတက်တက်မထားအောင် မတို့အဓိကတစ်ခုပဲကျမ်းမာရေးချူထောက်ပေါ့နော်လူတန်းစားခွဲစရာမလို့ဒါပေမဲ့ကျမ်းမာရေးချူထောက်နေဆိုကျမတို့ကဆေးရုံဆိုလဲဆေးရုံဆေးရုံဆိုလဲဆေးရုံပေါ့နော် ပြီးတဲ့ခါကျရင်အာဘယ်လိုပြောမလဲတက်တက်စီထားရမှာပေါ့နော်ဘာဖြစ်လဲဆိုအကုန်လုံးရောထားရတဲ့ဘာဖြစ်လာလဲဆိုအခုက TV ယောဂတွေကျင်းအောင်နေထဲမှာဖြစ်နေပြီပေါ့နော်ပြီးရင် HIV လိုမျိုးယောဂတွေကူးစက်ခံနေရတယ်ဘာဖြစ်လဲဆိုတော့ကျမတို့လက်တန်းညက်မပေးဘူးอืม ကျမအေးတကူရီသုံးနေဆိုရင်တခုဆိုရင်ကျမတို့ညသုံးရတာမျိုးလေလုံးဝဘယ်လိုပြောမလဲဆိုတော့စေးဝါမလုံလောက်ဘူးပြီးရင်ကျမတို့ကိုဗစ်ဖြစ်တဲ့ချိန်မှာကိုကိုယ်တိုင်လည်းကိုဗစ်ဖြစ်တဲ့ချိန်မှာစေးရုံဆောင်မှာမလောက်လို့ဆိုပြီးတော့သူတို့တီဗီရောဂါကိုရတဲ့နေရာတီဗီရောဂါဆောင်ဦးမှာတွတ်ပို့တော့ပြီးတဲ့ခါကျတော့အဲ့ဒီမှာရှိတဲ့မှတ်မှတ်ရရပေါ့နော်အင်းစိန်ထောင်ဟိုအင်းစိန်ထောင်မှာပေါ့ဦးစီးမူးအဲ့ဒီသူကမလုပ်လဲဆိုတော့ငပိပစ်ပေးတယ်ငပိရှူတယ် ။နောက်ပြီးရှင်တို့အနားရလို့ရှင် ကိုပြောက်ပြောက်ပြီး ကျမတို့မေဇမဗီဒီယိုကထုတ်လွှင့်နေတဲ့သတင်းစီစဉ်တွေသတင်းဆောင်မတွေဆက်သွယ်မေးမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့နေနဲ့ဝေဖန်ကြံပြုချက်တွေနဲ့ရင်ဖွင့်ပြောပြခြင်းနဲ့အကြောင်းအရာတွေကိုကျမတို့ရဲ့မေဇမဗီဒီယိုဆောင်မရှင်ဆွဲ Telegram group ကိုစာရေးသားပေးပို့နိုင်ကြပါတယ်သောတာရှင်တို့ရဲ့ဝေဖန်ကြံပြုချက်တွေကိုကြိုဆိုပါရစေမေဇမဗီဒီယိုရဲ့ဒီနေ့ညအစီအစဉ်ကတော့ဒီလောက်ပါပဲ မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကျန်းမာချမ်းသာပါစေလို့မစ္စမရေဒီယိုဖွဲသားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့အတူရက်တည်နေမယ့်မစ္စမရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြကြသူအားလုံးကျေးဇူးတင်ပါတယ်ရှင်